Oh, yeah, Molly. Oh, yeah, Molly. ဒီမှာပျော်စီစက်နေစီလို့ရတယ်။အေးရလေးဟိုမိုက်တောက်တရားလေးကိုရောက်နေရတာ။ဒီမှာအလားတဘုံရဲ့လူဝါသနာပါတဲ့လူစီလဲ။လားတဘုံကိုရိုက်တော့လားတယ်။ဟာအခုမိုးတယ်။အသိရှိကြ ကဲအခုဟာကအမြန်လန်း39မှာရောက်ပြီပေါ့နော်ဒီရွှေပလင်မှာမုတ်ခနမုတ်ဝဲတာပါအခုဒီဟိုမိုးရိုးအင်းသွားမယ်ဆိုတော့ဖျားကြီးဘက်ကိုကြွေးရမှာပါညာဘက်ကိုချွတ်ရမှာပေါ့နော်ဖျားကြီးဘက်ကနေအဲမိုးရိုးအင်းကိုသွားမှာပေါ့နော်အော်မိုင်ပေါင်းကမိုးရုံရန်ကောင်ကနေမိုးရုံအင်းကို69မိုင်လောက်ဝေးရဆိုတော့အခုက39ကနေမိုင်30ပေါ့နောက်တနားလောက်တော့ထပ်မောင်းအောင်မယ်ပေါ့နော်ကြည့်အခုဆက်သွားမယ်နော် ို့မှာမိုးဖွဖွဲလေးပဲကြာအရင်ကြီးမရွာဘူးအဲကြောင့်ကားမောက်ရရတာအဆင်ပြေပါတယ်အများကြီးပဲပြောပါဆီပပ်ဆီဆာဘောဝါစာရဒီဝါလေးကအဆုံးပါလေလို့ကျေစောကျေဘောပါတယ်ဟောပြတ်ဘောဒီမှာဝါအမြန်နဲ့39မိုင်ကနေပြီးတော့ညာဘက်ခြမ်းကိုကြွေသွားမယ်ဆိုတာဘုံနဲ့ဒီဘက်ကိုသွားတဲ့လမ်းဖြစ်ပါတယ်ဒီမှာဝင်း ဝေကဘောဆင်စကန်တွေပါတွေကိုဖြတ်တန်းပြီးတဲ့အခါမှာဒီဖျားကြီးမျိုးတွေကိုရောက်มาဖြစ်ပါတယ်ဒီဖျားကြီးမျိုးဖြတ်ပြီးတော့ဒီလမ်းဆောင်ကိုရောက်တဲ့အခါကျရင်အဲဘက်ဘက်ကိုချူมาဖြစ်ပါတယ်ဘက်ဘက်ကိုချူတဲ့လမ်းကဒါပကိုးညောင်လေးပင်လမ်းပဲဖြစ်ပါတယ် ။ပကိုးညောင်လေးပြည်လမ်းတိုင်းပဲနောက်ထပ်10မိနစ်လောက်ဆက်ပြီးတော့ကားမောက်သွားမယ်ဆိုရင်ဒါဝမ်းမဲမြို့ကျော်ရမယ်။နောက်ပြင်ပုံမြို့ရောက်မှာပေါ့နော်။ဒီပြင်ပုံမြို့ပေါ်ကမှာပဲဒီညာဘက်အချမ်းမှာဒီမိုးရိုးကြီး resort တို့ဆိုတဲ့ site ပုံကိုတွေ့မှာဖြစ်ပါတယ်။အဲ့ခါကျရင်အဲ့လမ်းလေးတိုင်းပဲဝင်သွားရမှာပါ။ဒါကြောင့်မိုးယုံဤရီစော့ကပဲခူးတိုင်းဝေါ်မြို့နယ်ပြင်ပုံကြီးမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီမှာ map ရှိရပေါ့နော်အဲတစ်တော့ပြကန်းလေစကစားကွင်းလက်ကြည့်စင်ပါညာရှိရပေါ့နော်ကဲဦးမိုးရုံရင်ဒီတတားတတားလေးတိုင်းပဲရှောက်သွားပါမယ်အထဲကိုကမ်းစုံအထဲကိုဒီမှာပပီလေးခေါ်လို့ရတော့ဒီဒီမှာမိုးအဲမိုးယူတော်ရိုက်တိရစ္ဆာန်ဒီမဲ့တော့အကြောင်းလေးလာလို့ရတယ်။နောက်ဆောင်းခုံလက်တွေအကြောင်းကြည့်လို့ရတယ်။ ဒါဒီငှက်တွေအကြောင်းပေါ့နော်အဓိကဆောင်းကုန်ငှက်မျိုးစိတ်တွေလေ့လာနိုင်တယ်။နောက်တဘာဝဘရုံမှာကြာတော့နေတဘာဝရှုခင်းတွေကြည့်လို့ရတယ်။ clear စီးလို့ရမယ်ဆက်လေးစီးလို့ရမယ်။嗯。 ဒါကတဘာဝနဲ့ထိတွေ့ရပေါ့နော်လုံးဝဒါကြောင့်ဒီကလေးငယ်လေးတွေကိုတဘာဝနဲ့ထိတွေ့ကြတယ်ဆိုဒီနေရာလေးကိုလာဖို့အသင့်တော်ရပေါ့နော်သူကဒီမှာဝင်ကားကလူကြီးတယောက်ကိုနှက်ထောင်းပေါ့နော်အာလူကြီးတယောက်နှက်ထောင်းကားရက်ကတထောင်ပေးရပေါ့နော်အုပ်6ရောက်ဝင်တော့တောင်းနှက်ထောင်းကားရက်ကတထောင်တောင်း3ထောင်ပေးရပါတယ်ပေါ့ပတ်ခံလိုက်ရတမိုင်းလောက်ကြပါ မွေးရစေးဝါ၃၀ခွင့်မပြူတဲ့ဒီမှာတရားလေးနောက်တစ်စင်းကိုထပ်ပြီးတော့သွားနေပါပြီဒီအထိတ်ကဒီစိုင်းပုတ်ရှိအပေါက်ဝါနေပြီးတော့အထဲကိုဟောကြငါးပြင်းလောက်လမ်းလျှောက်ရောက်တယ်ပေါ့နော်ဒီမှာ

嗯，无人走了，还有卖花的呀。အာအခုဒါမိုးရိုးကြီးအင်းတဲ့ဝင်လာပြီပေါ့နော်အထဲကိုဝင်လာပြီတော့ဒီမှာတဲလေးတွေရှိတယ်အဲဆက်ဆက်ဝင်ဝင်ချင်းဘက်ချမ်းမှာလည်းရှိတယ်နောက် အထဲကိုတော်တော်ဝင်လှီစီးတဲ့ဘက်တွေမှာမရှိရပါဘောเนาะဒီမှာဒီဝါတဲလေးတွေကငားရန်ကားကတနာယူကို2000ကျပ်ပါနောက်ဒီမှာကိုကြိုက်တဲ့အစားတောက်တွေလည်းမစားလို့ရရပါဘောเนาะအခုမိုးရုံကြီးအင်းထဲရဟာလေးတွေနည်းနည်းပါအခုကိုရင်းနောက်ဟိုသေးငားရန်လိုက်တာဒီမှာကပ် zone 1ပေါ့เนาะဒီ zone 1ထိလာပြီးတော့ငားရတာပါဒီဘေးနားမှာလည်းဒီမှာကြာကန်ကြီးရှိတယ်ဒီမှာရေနဲ့ตายရဲပေါ့เนาะဒါကြောင့်ဒီ ူယိုစားတော့ဆိုင်မှာဒီဘက်မှာမထိုင်တော့ပဲနဲ့ဒီဝါတဲလင်းခလိုက်တာပါဒီမှာပျော်စီးလေးဆက်လေးလေးစီးလို့ရတယ်ဆက်လေးစီးရဘလောက်လဲမသိဘူးပြင်မေးကြည့်လိုက်အောင်ပါอืมดาหลีซี้เนี่ยပါดาตนาอยู่3000บ่เนาะหลูชื่อยอมที่ซี้รู้อยากบ่เลยโอ้เอเนที่ซี้อยากบ่เลยไอ้เบ้มาพยาดิเลยชื่อเปียวดิเบ้มาดิโฮเทลเต้โกซองนี่ชื่อบ่เนาะ ဒီဟိုနားလောက်ထိသွားလို့ရတယ်တဲ့အဲ့နားလောက်ထိသွားပြီးတော့ရိုက်ပြပေးပါမယ်ဒီရမောင်ဝန်ထမ်းမောင်လေးပြောတာဒီကဲကိုကန်နဲ့တညရော2000ခွဲတန်ရှိမယ်နောက်3000ခွဲတန်ရှိမယ်တဲ့အဲရေဘူးရေအေးအဲကွန်းရှိရပေါ့နော်အထဲမှာဟိုသူ facility ဒီ hotel မှာ buy facility တိုင်းပါတယ်ပေါ့ မီးရတော့သူ24နာရီတော့မရဘူးတဲ့ဒီမီးလာတဲ့အချိန်ရမယ်နောက်ဒီဟိုတယ်အခန်းက ng ားကန်းပြည့်ရဆိုရင်တော့သူတို့မီးဆက်နှုတ်ပြီးတော့မီးပြည့်ရလို့ပြောတယ်ဒီနားလေးကตาရတော့လေဒီအင်းလေးရလေးဟိုမိုင်းတောက်သားလေးကိုရောက်နေတဲ့အတိုင်းလေအဲ2000ကဒီဟာလေးတွေဖြစ်နေသူကအခန်းကျင်းတယ် tu bông giả lý à, bông giả lý lộn đã hoa đề khang lý của bàn cửa bông giả lý ဒီမှာအလှတက်ဖို့ရလို့ဝါသနာပါတဲ့လူတွေဆိုလဲအလှတက်ဖို့နေရရင်တော်တော်လှတဲ့နေရာလေးပေါ့နော်အခုမိုးရင်ဆိုတော့အခုဒီနေကလည်းအရင်ပူမနေဘူးရာသီဥတုကအရင်ပူမနေတော့ဒီမှာလမ်းလျှောက်ကကောင်းတယ်လေလို့ပတ်လို့သွားလို့လာလို့ကောင်းတယ်ပေါ့နော်ဒီအင်းဒီတခြား resort ထဲမှာကြောက်နေစီ ဒါကမိုးရိုးရင်ရဲ့ဘေးမဲ့တော်ရဲ့အဓိကငှက်မျိုးစိတ်များရဲ့ပြက်နက်ပြက်စားမှုပြမျိုးပေါ့။ဘာငါဘာငှက်တွေရှိမလဲဆိုတော့ဒီမှာရေးထားတာငှက်ကြားတဲ့။နောက်ခရူးစုပ်ကောင်းမဲ့တဲ့ခရူးစုပ်ငှက်။နောက်ဘဲမျိုးစိတ်။နောက်ငှက်ကြီးဝင်ဖို့မဲညိုငှက်ဂျိုးကြခရူးတုပ်တဲ့။ဒီငှက်တွေရဲ့ပြက်စားတဲ့ရမြေဟိုမြေပုံပေါ့နော်။ဒီမျက်တည်အကြောင်းစိတ်ဝင်စားရဲဆိုရင်တော့ ဒါဒီနေရာကမလာမဖြစ်လာမယ့်နေရာတစ်ခုပေါ့ ။ဘုံယုံအင်းကိုရန်ကုန်ကနေဆိုရင်အချိန်က2နာရီ15နှစ်နာရီခွဲလောက်ကောင်းမောင်းရတယ်ပေါ့နော်။ဒါအမြန်လန်းနေလာလိုက်တာပေါ့။အမြန်လန်းနေ39မှာ39မှာရဖျားကြီးလန်ခွဲဖျားကြီးကနေပြီးတော့ဒီဘက်1ဘက်အင်းပြင်ပုံကြီးဘက်ကလာလိုက်တာ။ဆိုရင်2နာရီခွဲပေါ့အလွန်ဆုံး2နာရီခွဲကောင်းမောင်းရပါတယ်။အဲဒီပကိုးညောင်လေးပြည်လမ်းမပေါ်ပေါ်ပါမယ်ပေါ့နော်ဒီဆိုင်ပုတ်ကြီးရှိရေမိုးယိုရီရီစော့ဆိုပြီးတော့ ညာဘက်ချက်မှာပေါ့เนาะအညာဘက်ချက်အနေမြေကြီးလန်းလေးတွေကနေပြီးတော့အဲနောက်တဲ့9မိနစ်နဲ့9မိနစ်ကြာကားဆက်မောင်းလာရင် ရောက်လာတာပေါ့ဒီမှာအထဲမှာကအဲဘန်ဂလိုလေးရှိရစားတောက်ဆိုင်ရှိတယ်ဟိုမိသားစုရဲ့အေးအေးဆေးဆေးနားနေလို့ရရပေါ့เนาะဈေးကတော်တော်တက်တာရေကုန်နေရှင်တင်းငါကတက်တာရေ2000ဆိုတော့နောက်ဆက်လေးလည်းစီးလို့ရတယ်ဆက်လေးကတက်တာရေ3000ဝယ်အင်းရစီးကြမှာပြီမေ့ကြည့်လိုက်အောင်မယ် အဲနောက်ပြီးတော့ဒီမှာအခုဒီနေ့ကမိုးမရွာဘူးမိုးမရွာတော့ဒီအင်းထဲမှာဒီ resort ထဲမှာလည်းလမ်းလျှောက်ပြီးတော့ဗောနော်ဟိုဘက်တော့ဟိုအလားတက်ဖို့ရရဲ့ဟိုနားသွားဒီနားသွားတပါအဝါနဲ့ဒီစိမ့်လန်းဆိုပြီးနည်းနောက်ကြာနေနဲ့ဟိုလုံးဝအမောကျမှုကနေပြီးတော့ဟိုထပ်ဖောက်ဖြစ်တယ်ဗောနော်ဒီဟိုလားဒါအပန်းပြည့်ရဲ့ဗောဒီကညီမလေးပြောလေမိုးရုံကြီးအေးရပျက်မှရှိဘူးဗောနော်မနှက်ဆိုရင် အဲ7နာရီဖွင့်တယ်ညဆိုရင်6နာရီပိတ်တယ်ပေါ့နော်ဒီ resort ကဒီစားတောက်စားဒီမိဖို့ကြောင်ကစ်ချန်ကြောင်9နာရီပိတ်တယ်ဆိုတော့အကယ်လို့စားကျင်နာရှည်ဆိုရင်9နာရီမတိုင်မှာပြီးတော့စားမှာပေးရမှာပေါ့နော်ဒီဒီမှာစားနေကြပြီဘာကြီးစားနေကြတာလဲ7500ပြီးတော့7500လောက်တောင်းတောင်းကြတယ်ခဲဘာမှတော့မကြံတော့ဘူးကြက်လက်ပတ်ပြီးရိုက်နေတော့ပြန်လာတော့ဘာမှမကြံစားရတာစားရတာ9ကြော်လေးတာ9ကြော်လေးဒါပေးကြစံတော့ ဒါပါလေရက်ကြာလူရက်ကြာအဲအေးတွေပေါ့နော်အေးတွေမှာဒါပဲပြင်ဆင်လုပ်စားဖို့ကဲစားလိုက်အောင်ညပါမကြည့်ငါကြော်လီစားကြည့်လိုက်ကြော်နာတော့ကြော်ပါအင်းဟွကောင်းပါကြော်ပါကောင်းပြီအမကြော်ကြည့်တူပြီလားချာကစိုးရက်ကြာစားအဲ့ဒါကဒါကဒုရဲ့ဒုရဲ့အဒီလိုလိုက်ဒုရဲ့စားကြအောင်မင်းကကင်မရာရှိမှအဲ့ဒီပရိသားကြီးနေနေအော် ဆက်ပြီးတော့ပြောပါမယ်။အဲဒါလေးနဲ့ဆက်နိုင်ပါလား။နိုင်တော့ဒါလေးစားပိုက်လို့အဲဒီမှာအခုပြပြီပေါ့နော်ဒီမှာဆော့ဆော့ဟာစားထားတာကအားလုံးပေါင်း3500ကျပါတယ်တဲကအပါဝင်ပေါ့စားတာကဒီမှာဟို9လေးကျော်က8500တပွဲဟိုနောက်ပဲကြဆက်တော့က6000ကစုံရဲ့ကျော်က9000တီ surprise တွေကုတ်တွေကတပူ2500ပေါ့နော်အဲ့တော့2000စားတာက 2500ကျရတယ်တဲဘိုးက2000ဆို3500ကျပါတယ်အဲနောက်ပြီးတော့စစိုးကဈေးနှုန်းလေးတွေကဟို2000 2000 3000ဆိုတာကနေချင်းပြန်နဲ့ဟိုဘက်ဟိုလှေလေးတွေလေလှေပုံစံလေးတွေအင်္ဂလိပ်အဲ့ဒါနေချင်းပြန်အတွက်ဈေးပါတဲ့ဟိုဘက်ကဒီမှန်လုံကန်းနေနဲ့ဘန်ဂလိုခန်းလေးတွေကကျတော့4000တညောက်4000 5000ပေါ့နော်နောက်6ယောက်တဲလို့ရတယ် family ခန်းကကျတော့3000 2000ပြည့် နောက်4000 5000ကကြတော့မနက်စာပါတယ်ပေါ့เนาะ breakfast ပါတယ်ပေါ့အဲဆော့ဆော့ပြောလို့ပေါ့ aircon ရှိတယ်ညဘက်ကတော့အခု90တော့မီးကတော့မှန်တယ်ပေါ့เนาะအဲ့တော့ aircon ရမယ်ဟိုဟိုတခါတလေနဲ့မီးနည်းနည်းလေးပြတ်သွားတဲ့အချိန်လည်းရှိရပေါ့အဲ့ချိန်လေးကလွယ်ပြီးတော့တောက်လျှောက် aircon ရတယ်တဲ့အခုဒီကိုလာရတာသဘောကျတာတခုဟာဒီမှာပပ်အလောင်းပေါ့เนาะဒီ အိမ်မွေးတိတ်ကြံလေးတွေသူတို့ခွင့်ပြုရတဲ့အတွက်အဆင်ပြေရပေါ့သူတို့လေးတွေပါခေါ်လာလို့မဟုတ်ရင်ဟိုသူတို့ကားပေါ်မှာထားကားပေါ်ထားတော့အဆောင်တယောက်နဲ့ထားခဲ့ရမှာပေါ့နော်အခုသူတို့ပါခေါ်လို့ရတယ်ဆိုတော့လားအဆင်ပြေရပေါ့ ီမှာကြိုးတရားလေးရှိတယ်ဒီကစားကွင်းလေးကကြတော့ဒီမိုးရိုးကြီးအင်းနဲ့ဝင်ဝင်ချင်းမှာကစားကွင်းရှိရပေါ့နော်ကလေးတွေခေါ်လာရင်အဲဒီကစားကွင်းလေးထဲမှာလှစ်ထားလို့ရအေးစိတ်နေတော့ကောင်းတယ်ကလေးတွေမစည်းခင်ငါတို့စည်းနေ။ဟာအသိစည်းခြင်းလို့လား။ ကဲအခုညနေက9နာရီထိုးပြီပေါ့နော်6နာရီပြိမယ်ဆိုတော့အုံမယုံအင်းရတယ်ပြန်มาတော့မယ်အဲနောက်ဒီလမ်းမှာငပိဟိုမိုးယုံအင်းအင်း6တွေပါရှိရပေါ့နော်အဲအဲ့ဒါအစီအပြေဝဲဝဲွားပါမယ်ဒီမှာကသူတို့ဟိုပရီဝဲဒင်းတွေပါလာရိုက်ချင်လဲသူတို့ကော်မရှယ်ကမရှယ်ရဲ့အပရီဝယ်ဒီရိုက်ချေတဲ့သူ package လိုက်ရှိရလို့ပြောရတယ်ပေါ့နော်ဒီမှာလာရိုက်ဖို့စိတ်ဝင်စားဆိုရတဲ့လူတွေအတွက်ပါကဲအခုတော့ပြန်ပါပြီ Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn